ဒီကမှာတော့ဘေးရင်ကြီးလဲသူ့ရဲ့ဒေါသစိတ်ကိုမထိန်းနိုင်တော့ပဲရဲမတစ်ယောက်ကိုခေါ်ပြီးအမိန်ပေးလိုက်ပါတယ်ဒီတစ်စပောက်ကိုဖမ်းလိုက်စမ်းမနှက်ဖြံမနှက်နေထွက်တာနဲ့မြို့ရိုးပေါ်မှာဂျိုးပေးလိုက်တစ်စပောက်ဆိုတဲ့ဆွဆွဲချက်အောင်မှာအမကြီးကဘာတစ်ခွတ်မှချိပါခြင်းမရှိပဲခေါင်းငုံကဖမ်းဆီးခံလိုက်ရပါတယ်သူကဘေးရင်ကြီးကိုသုံးချိန်တိုင်းတိုင်းအသက်အန္တရာယ်ကနေရဲရဲဝံ့ဝံ့ကယ်တင်ခဲ့ပေမဲ့အခုချိန်မှာတော့အမှန်တရားက သူ့ဘက်မှာမရှိတော့ပါဘူးဒါကဘရင်ရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူ့အသက်ရှင်နေချိန်မှာ ပေးဆက်လိုက်ရတဲ့ဝမ်းနဲ့ဝယ်အနစ်နာခံမှုရဲ့တန်ဖိုးပါပဲဂျဲမတ်ကလည်းဘရင်အမိန်တိုင်းအမတ်ကြီးကို အချင်းထောင်ရှိရာစီ ခေါ်ဆောင်သွားခဲ့ပါတယ်အမတ်ကြီးကတည်ငြိမ်တဲ့မျက်နှာနဲ့သူ့ကိုယ်သူအပြစ်ကင်းစင်ကြောင်းမချေပါပဲစိတ်ထဲကနေသာပြောနေမိတာပေါ့အရှင် အရှင်က မသိပေမဲ့တကယ်အမှန်တရားကိုကျွန်တော်မျိုးသိပါရယ် ျွန်တော်အခုပဲအရှင်ကိုတေးချင်းတရားကနေကယ်နိုင်လိုက်တာပါဒီအတွက်ကျွန်တော်အသက်ကိုဘေးရရင်တောင်းမနှမျောပါဘူးနောက်တစ်နေ့မနိုင်ခင်မှာတော့အမတ်ကြီးဦးစံတို့ကဖမ်းဆီးခံထားရတဲ့အတိုင်းတန်ကျိုးတွေနဲ့အချင်းထောင်ငယ်တခုမှရှိနေခဲ့ပါတယ်နေထွက်ဖို့နီးကပ်လာတဲ့အချိန်ကိုစောင့်မျှော်နေတော့အဲ့နေရာကိုအမိန်တော်ပါရှင်မတူကရောက်လာပြီးတော့လေးနက်တဲ့အတန်းနဲ့ပြောလိုက်ပါတယ်အမတ်ကြီးမကြခင်နေထွက်တော့မယ် အရှင်ရဲ့နောက်ဆုံးဆန္ဒဘာများရှိပါသလဲငါမသိခင်ဘယင်ကြီးနဲ့တွေ့ခွင့်ရခြင်း ਨੇ မတ်ကြီးရဲ့ဆန္ဒကိုကြားလိုက်တာ ਨੇ ရှဲမတ်ကဘယင်ကြီးကိုအလင်းအမြန်တရင်ပို့ဖို့ထွက်ခွာသွားခဲ့ပါတယ်ခဏကြာမှာပဲဒေါသအမျက်ထွက်နေစေဖြစ်တဲ့ဘယင်ကြီးကရှဲမတ်နဲ့အတူရောက်လာပြီးတန်ကျိုးတုတ်ခံထားရတဲ့အမတ်ကြီးကိုစူးစူးဆိုက်ဆိုက်ကြည့်ရင်းပြောလိုက်ပါတယ်အခုဘာပြောချင်နေလဲမြန်မြန်ပြောအရှင်မင်းကြီး ေချာနားထောင်ပေးပါအရှင်စီးနှမဲ့မြင်းကဘလူးတကောင်က မြင်းရောင်ဖန်ဆင်းထားတာဖြစ်နေလို့ကျွန်တော်မျိုးသူ့ရဲ့ကောင်းကိုဖျက်ပစ်ခဲ့ရပါဒီအကြောင်းတွေအရှင်ကိုပြောလိုက်ပြီဆိုရင်ကျွန်တော်ရဲ့ခြေတော်တွေကအခုပဲကြောက်တုံးဖြစ်သွားတော့မယ်မတ်ကြီးဥဆန်တို့ရဲ့စကားဆုံးတာနဲ့အမှန်တကယ်သူ့ရဲ့ခြေတော်တွေကကြောက်တုံးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်မင်္ဂလာဆောင်မှာအရှင်ကိုင်းဖို့လှုပ်တဲ့ရွှေပကံပြားပေါ်မှာရှန်သူတိုင်းပြည်ရဲ့တရှိုးတယောက်က အစိပ်ပြင်းနေလိမ့်တာပါဒါကိုကျွန်တော်မျိုးသိလို့ကောက်ယူပြီးလွှင့်ပြခဲ့တာပါဒီအကြောင်းကိုပြောလိုက်ရင်လည်းကျွန်တော်ရဲ့ရင်ဘတ်အထိကြောက်တုံးဖြစ်သွားတော့မှာပါအမတ်ကြီးကအဲ့ဒီလိုပြောပြတာနဲ့သူ့ရဲ့ရင်ဘတ်အထိကြောက်တုံးဖြစ်ကိုပြောင်းလဲသွားပြန်ပါတယ်ပြီးခဲ့တဲ့ညကမျက်နှာချက်ပေါ်မှာမွေးတကောင်ရှိနေတာပါမင်းကြီးအဲ့ဒီမွေရဲ့အစိတ်ကမိဖုရားရဲ့ဘာပင်မော်ကိုတဇက်ကြသွားပါတယ်။ဒါကြောင့်အဲ့ဒီအစိတ်ကိုကျွန်တော်မျိုးရက်ပြီးဖယ်ရှားလိုက်တာ။ ဒါပေမဲ့ချက်ချင်းနှွားနို့တော့လိုက်လို့ကျွန်တော်မျိုးမသေးခဲ့တာပြီးတော့အရှင်းရဲ့အတန်အတည်းလည်းဘေးကင်းသွားတာပါမင်းကြီးဒီအကြောင်းကိုပြောလိုက်ပြီးဆိုရင်လည်းကျွန်တော်မျိုးလုံးဝကိုကြောက်ရွံ့ဖြစ်သွားပါတော့မယ်မကြီးဦးဆန်တို့ရဲ့စကားဆုံးတာနဲ့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်ရွံ့ဖြစ်ကို လုံးဝပြောင်းလဲသွားပါတော့တယ်ငါဘာတွေလုံးမိသွားတာလဲဒီလောက်သစ္စာရှိတဲ့အမတ်ကငါအတွက်သူ့အသက်ကိုယ်တော်ပေးဆက်ဖို့လုပ်ခဲ့တာကိုငါကပဲရှားဆွေသားလို့ထင်နေမိတယ် ဒီလိုပြောပြရတဲ့ဘယင်ကြီးကစိတ်ကိုယ်တော်မထိန်နိုင်အောင်ငိုကြွေးပါတော့တယ်။အဲ့ဒီအချိန်မင်းသမီးဆန္ဒကလည်းဘေးနားရောက်လာပြီးအเจ้าဆောင်ဒီမှသူ့ရဲ့အမားကို နားလဲသွားတော့တာပေါ့။မတ်ကြီးကြောက်ရွံ့ဖြစ်သွားတာကဘယင်ကြီးအတွက် အားကိုးရမဲ့တယ်လို့တိုင်းသူပြည်သားတွေအတွက်လည်းရွှေတောင်ကြီးပြိုကျသွားသလိုပါပဲ။ဒီလိုနဲ့နေနေငယ်ကြပြီးတဲ့နောက်မိဖုရားဆန္ဒကချုံမော်လာပါတဲ့တားတော်လေးတစ်ပါးကိုဖွားမြင်ခဲ့ပါတယ်။အရှင်မင်းကြီးဝမ်းမြောက်ပါတယ်။ ိဖုရားရဲ့ရှင်ဝင်ထဲမှာနေမင်းလူဒီစင်ဆင်းသက်လာပါပြီမင်းသားငယ်လေးမွေးဖွားလာပါတယ်မင်းကြီးအဲ့ဒီတဲ့ငုံကြတာနဲ့ဘယင်ကြီးကမိဖုရားရှိရာကိုရောက်လာပြီးအားပေးစကားပြောရင် မင်းသားလေးကိုလည်းပွေချီလိုက်ပါတယ်သူ့ရဲ့စိတ်ထဲမှာတော့ကြောက်ရွံ့ဖြစ်နေတဲ့အမတ်ကြီးကိုသတိရနေကြတာပေါ့မိဖုရားဒီအခိုက်အတန့်ကကိုရော်တို့ဘဝရဲ့အချုံမြင့်ဆုံးအချိန်ပါပဲဒါပေမဲ့အမတ်ကြီးဥစ္စံတို့သာအသက်ရှင်နေသေးရင် ဒီနေ့မှာဘလောက်များပျော်ရွှင်နိုင်မလဲလို့တွေးမိတယ်။အရှင်မင်းကြီးအမတ်ကြီးကကြောက်ရွံ့ဖြစ်သွားပေမဲ့သူ့ရဲ့ဝိညာဉ်ကကျမတို့ကို ကောင်းချီးပေးနေပါဗျ။ဒီသားတော်လေးကသူ့ရဲ့ကျေးဇူးတရားပါပဲ။သူသားမရှိရင် ကျမတို့ဒီနေ့ထိအသက်ရှင်မှာမဟုတ်ဘူး။အဲ့ဒီနောက်ဘယင်းကြီးကစိတ်မကောင်းဖြစ်သွားပြီးတော့မျက်ရည်မထိနိုင်တော့ပဲသားတော်ကိုဝိချီကအမတ်ကြီးရဲ့ရုပ်ထုရှိရာစီခေါ်သွားခဲ့ပါဗျ။အမတ်ကြီးဒီမှာကြည့်ပါဦး။ ဒါကကိုရောရဲ့ဒါပါသူ့ရဲ့အသက်ရှင်တိုင်းမှာခမည်းရဲ့တစ္ဆာတရားတွေရှိနေစေခြင်း ਨੇ ဒီကလေးကခမည်းရဲ့ဂျေစုကြောင့်လူပြည်ကိုရောက်လာနိုင်ခဲ့တာဒီလိုနဲ့၃နှစ်ကြာပြီးတဲ့နောက်မင်းသားလေးကဖြတ်လက်တဲ့ကလေးငယ်တူဖြစ်နေခဲ့ပါပြီဒီနေ့မှာဘယင်ကြီးကမင်းသားလေးကိုခေါ်ပြီးအမတ်ကြီးရဲ့ရုပ်တုကိုပြကအခုလိုပြောလိုက်ပါတယ်အားတော်သေချာမှတ်တာပါဒီရုပ်တုကခမဲတော်ရဲ့အကြီးမားဆုံးသောဂျေစုရှင်ပဲ သူက၃ချိန်တိုင်းတိုင်းခမဲတော်ရဲ့အသက်ကိုကယ်ခဲ့တာသူဒါမရှိရင်တားရဲ့ဖခင်ရောဒီတိုင်းပြည်ရော ရှိလာမှာမဟုတ်ဘူးခမဲတော်ဒီကြောက်တုံးကြီးကစကားမပြောဘူးလားတားသူ့ကိုစော့ဖို့ခေါ်ခြင်းနဲ့ဘယင်ကြီးကတားတော်ရဲ့ဖြူစင်တဲ့မိကွန်စကားကြောင့်သဘောကျစွာပြောလိုက်ပါတယ်အဲ့ဒီနောက်မင်းသားလေးကိုနှွေးထွေးစွာပြေဖက်ပြီးတစ္ဆာရှင်အမတ်ကြီးရဲ့ကြောက်ရွံ့သူအနာမှာငြိမ်သက်စွာထိုင်နေခဲ့ပါတယ် ဒီခိုက်တံမှာပဲနန်းတော်ရဲ့ပရင်ပေါက်ကနီးပြန်တန်းဝင်ရောက်လာတဲ့ပိန်ညင်းငှက်နဲ့ကြက်တွေငှက်နှံကောင်ကကြောက်ရွံ့တူရဲ့အနားမှာ လာနာနေကြပါဗျ။ဘီရင်ကြီးကလှပလွန်းတဲ့ငှက်နှံကောင်ကိုကြည့်ပြီးအနှဲငယ်အံ့ဩနေတဲ့အချိန်မှာပဲနောက်ထပ်အံ့အားသင့်စရာတစ်ခုကိုသတိထားမိလိုက်ပါဗျ။အဲ့ဒါကတော့သူကမတ်ကြီးရဲ့ရုပ်တုနာမှာရှိနေတဲ့ငှက်နှံကောင်ရဲ့စကားသံကိုနားလည်နေခဲ့လို့ပါ။ကြည့်ပါဦး။ ဘရင်ကြီးကအခုထိဝမ်းနေနေတော့မယ်အမတ်ကြီးမရှိလို့သူနှလုံးသားကလက်ဟာနေတာထင်တယ်။ဟုတ်တယ်။ဒါပေမဲ့ဒီဝမ်းနေမှုကိုအဆုံးသတ်နိုင်တဲ့နည်းလမ်းတော့ရှိတယ်။တကယ်လားဘယ်လိုလုပ်ရမှာလဲ။အမတ်ကြီးကိုအသက်ပြန်သွင်းလို့ရသေးတယ်။ဒါပေမဲ့အဲ့ဒီနောက်မှာဘရင်ကြီးကစမ်းသပ်မှုသုံးခုကိုဖျက်တမ်းရအောင်မယ်။စမ်းသပ်မှုသုံးခုဘာတွေလုပ်ရမှာလဲ။ပထမတစ်ခုကဖြူစင်တဲ့နှလုံးသားပဲ။ ဒုတိယကမျက်လက်ဆန်တဲ့ရေအိုင်ကတန်ရှင်းတဲ့ရေတတိယတစ်ခုကြတော့အချစ်ဆုံးအရာကိုပေးဆက်ခြင်းအဲ့သုံးခုကိုပြီးအောင်လုပ်နိုင်ရင်အမတ်ကြီးကလူပြန်ဖြစ်လာမှာလားဟုတ်တယ်အဲ့ဒီအခါမှာဒီကြောက်ရွံ့ဖြစ်နေတဲ့အမတ်ကြီးလူပြန်ဖြစ်ပြီးတော့တိုင်းပြည်မှာလည်းငြိမ်းချမ်းမှုပြန်ရရှိလိမ့်မယ်ငှက်နှကောင်ကအဲ့ဒီလှုပ်ဝက်စကားတွေစုံတာနဲ့ချက်ချင်းပဲပြန်တန်းထွက်ခွာသွားခဲ့ပါတယ် ဘယင်းကြီးလည်းအရာအလုံးကိုရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့အခါပြတ်သားတဲ့ဆုံးဖြတ်ချက်နဲ့ချက်ချင်းထရရလိုက်တာပေါ့ပြီးတော့အဲ့ဒီပထမဆုံးစံတမ်းမှုကိုဘလို့အခက်ကဲမဆိုရင်ဆိုင်ဖို့စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ဒါကြောင့်ဘယင်းကြီးကအဲ့ဒီနေ့မှာပဲနှလုံးသားဖြူစင်မှာရှားနိုင်တဲ့ပန်းကိုရှာဖွေဖို့တကိုယ်ရဲခီးထောက်ခဲ့ပါတော့တယ်။တောတန်ချောင်းဟန်းနေတောအုပ်ကြီးတွေကိုခက်ခက်ခဲခဲဖြတ်တန်းပြီးနောက်ဆုံးမှာတော့ကြီးမားတဲ့ရေကုန်တစ်ခုစီကိုရောက်လာခဲ့ပါတယ်။ တောင်ထိပ်ကနေစီးဆက်လာတဲ့ရေတွေကကောင်းဝင်ငါငွေအောင်များလို့တောက်ပါနေပါတယ်။အဲ့ဒီရေတခွင်ရဲ့အောင်နာကကြောက်တုံးနေကြမှာတင်းငရေပန်းပွင့်တပွင့်ပွင့်နေတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။ဒါပေမဲ့ဘယင်းကြီးကအဲ့ဒီအနာကိုနီးကပ်သွားတာနဲ့အမျှပန်းပွင့်လေးကချက်ချင်းညှို့နှံသွားခဲ့တာပါ။ဒါကဘလို့ဖြစ်တာလဲ။ဒါပေမဲ့ငါလှမ်းကင်ဖို့နေနေတာတာအနာကိုကတ်ယုံလေးနဲ့ညှို့နှံသွားတယ်လား။ ငါရဲ့နှလုံးသားကအခုထိအငြိအကျဉ်းမကင်းစင်နေဘူးလား။ဘယင်းကြီးကအဲ့ဒီလိုပြောပြီးတဲ့နောက်ချက်ချင်းပဲရေတံခွန်အောက်ကကြောက်တုံးကြီးပေါ်မှာထိုင်ချလိုက်ပါတယ်။ပြီးတော့လက်နှစ်ဘက်ကိုဖြန့်ကရေစီးချောင်းအလုံးကိုသူ့ကိုယ်လုံးပေါ်ထိရောက်အောင် တားဆီးလိုက်တာပါ။အဲ့ဒီနောက်နောင်တာတရားတွေနဲ့ပြင်နေတဲ့စကားတွေကိုရေစီးတန်ကြားကနေပြောလိုက်ပါတယ်။ကျွန်တော်စီမှာအပြစ်များရှိနေသေးရင်ဒီရေကကျွန်တော်ကိုအပြစ်ပေးပါစေ။ ကျွန်တော်တကယ်ပဲဖြူစင်နေဆိုရင်အဲ့ဒီပန်းဝင်ကကျွန်တော်ကိုလက်ခံပါစေ။ဘယင်ကြီးရဲ့စူတောင်းတဲ့အဆုံးမှာတုံ့ပြန်မှုအနေနဲ့တခဏတာ တိတ်ဆိတ်သွားခဲ့ပါဗျ။အဲ့ဒီတိတ်ဆိတ်မှုတွေနဲ့အတူအချိန်ပြင်းစွာစီးဆင်းနေတဲ့ရည်စည်းကြောင်းကြီးကလည်းရုပ်ချီးဆိုသလိုရှက်တန်နေတာပါ။ပြီးတော့ရေအိုင်ကြီးရဲ့အလဲကနေအပြာရောင်အလင်းတန်းနေနဲ့မြင့်မြတ်တဲ့ရည်နယ်ဖရားတစ်ပါးပေါ်ထွက်လာခဲ့ပါဗျ။ဘယင်ကြီးဒီဘက်ကပါမန်ဘက်မဟုတ်ဘူး။ ါကနှလုံးသားကိုထင်ဟပ်တဲ့မှန်တစ်ချက်လိုပဲလောဘ၊နောင်တ၊ဒါမှမဟုတ်ရင်ကြောက်ရွံ့မှုတွေရဲ့အရေးအယောင်လေးရှိရင်တောင်အဲ့ဒီလူနာမှမတီးရှိနိုင်ဘူးချက်ချင်းညှို့နှံသွားလိမ့်မယ်။နှစ်ဖယားကျွန်တော်ဝန်ခံပါတယ်ကျွန်တော်နှလုံးသားကအခုဆိုရင် နောင်တတရားတွေနဲ့ပြည်နေတာပါကျွန်တော်ကကျေးဇူးရှင်အမတ်ကြီးကိုမှားယွင်းစွာစီရင်ခဲ့မိတယ်။အဲ့ဒီအတွက်အပြစ်ဒဏ်ကိုလည်းခံယူခြင်းပါတယ်။ဆူတောင်းခြင်း၊ဂုဏ်ပြုခြင်းကိုမလိုချင်ပါဘူးနဲ့ဖေယား။ ျွန်တော်နှလုံးသားတွေကအငြိကြေးအားလုံးပျောက်ကွယ်သွားဖို့ပဲလိုချင်တာပါ။ဒါမှဒီပန်းကိုယူနိုင်ပြီးတော့အမတ်ကြီးကိုပြန်ကယ်နိုင်နိုင်မယ်။အဲ့ဒီစကားကိုကြားတော့ရှင်နေသားကဘေးကြီးကိုကြည့်ပြီးပြုံးလိုက်ပါတယ်။ရဲ့ဤအဖြစ်စီစဉ်သွားတဲ့အရာကအမှန်တရားပဲ။မင်းရဲ့နောင်တာက အတကင်းပြီးတစ္ဆာတွေပါတယ်။ကြည်ပါအဲ့ဒီပန်းကမင်းကိုလက်ခံပြီးတော့လက်ထက်ထီရောက်လာပြီမဟုတ်လား။နတ်သားရဲ့စကားဆုံးတာနဲ့ ရေတကွန်ကရေစက်တွေကစူးစီးပြီးထူးဆန်းစွာပဲအပြာရောင်ဂျာမန်တပွင့်ပွင့်လာခဲ့ပါတယ်။အဲ့ဒီဘန်းဝင်လေးကအလင်းရောင်နေတောက်ပါနေပြီးဘီယင်းကြီးရှိရာကိုတက်ရွေ့ရွေ့တိုးလာနေခဲ့တာပါ။အိုးဖျားသခင်ဒါပဲဒါကဖြူစင်တဲ့နှလုံးသားပဲမဟုတ်လား။ဟုတ်တယ်ဒီဘန်းကိုမင်းရဲ့နှလုံးသားနဲ့နီးအောင်ထားပါ။ဒါကမင်းရဲ့ခီးစဉ်အတွက်ပထမဆုံးမိရှူတိုင်းတစ်ခုပဲဒီလိုနဲ့ဘယင်းကြီးက ပထမဆုံးစံတမ်းမှုကိုအောင်မြင်စွာပြီးမြောက်သွားခဲ့ပါပြီ။သစ္စာတရားနဲ့နောင်တကြောင်းသူနှလုံးသားကရေလိုဖြူစင်တန်ရှင်းသွားခဲ့တာပါ။ဘီရင်ကြီးကခရီးပန်းလာပေမဲ့အောင်မြင်မှုရဲ့အာမန်နဲ့နန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်ခင်းနန်းတော်ဥယျာဉ်ထဲမှာတော့ထူဆန်းစွာပဲပိန်ညင်းငန်နဲ့ကျက်တူရဲ့နှကောင်တို့ကအရင်နေရာကို ပြန်ရောက်လာကြပါတယ်။ဒီခါဘီရင်ကြီးကလည်းသူတို့ရဲ့လှုပ်ဝက်စကားတွေကိုနားထောင်ဖို့တိုင်ကြီးတရားရဲ့နောက်မှာ ဘုံအောင်ကစောင့်ကြည့်နေခဲ့တာပေါ့သူကပထမဆုံးဆန်းသက်မှုကိုတော့အောင်မြင်ခဲ့ပြီနော်အခုဆိုရင် သူနှလုံးသားကလည်းဖြူစင်သွားပြီဖြူစင်တဲ့နှလုံးသားပန်းကိုလည်းရှားခဲ့ပြီဒါပေမဲ့ဒုတိယဆန်းသက်မှုကိုရော ပြီးမြောက်နိုင်ပါမလားဒုတိယဆန်းသက်မှုကပိုခတ်ခဲ့တယ်ညက်လက်ဆန်းသောအိုင်ကိုသူ့သွားရလိမ့်မယ်အဲ့ဒီမှာဘယ်ရက်ဘယ်ဒီတာမှမတည်ငြိမ်ဘူးရေရင်းမြက်လည်းမမြင်ရဘူးဒါပေမဲ့အဲ့ဒီအိုင်ကို ကြောက်စရာကောင်းတဲ့ဘလူးတကောင်စောင့်နေတာမဟုတ်ဘူးလားဘယ်သူ့ကိုမှရှင်းမပေးဘူးတဲ့ဟုတ်တယ်အဲ့ဒီဘလူးကမေခွန်းသုံးခုကိုမေးလိုက်မယ်အဖြေမပေးနိုင်တဲ့သူကိုအိုင်နဲ့မြုပ်သက်ပြတာဒါပေမဲ့ဘီရင်ကြီးကရိုးသားပြီးတိခန့်နေဆိုရင်တော့သူအဲ့ဒီရေကိုရမှာပါလမ်းကြောင်းရဲ့ဒုတိယမင်းရှူးတိုင်လည်းဖြစ်သွားလိမ့်မယ်ဒါနဲ့အဲ့ဒီရေကဘာအတွက်လိုတာလဲအဲ့ဒီရေကအသက်ရဲ့သင်္ကေတပါပဲ ီးရင်မရှိရင်တတိယမြောက်လုပ်ငန်းစဉ်ကိုလုပ်လို့မရဘူး။ငှက်နှကောင်ရဲ့စကားဆုံးတာနဲ့ဘီရင်ကြီးကသစ်ပင်ရဲ့နောက်ကနေထွက်လာပြီးကောင်းငင်ငူကြီးကပြောလိုက်ပါတယ်။ညက်လက်ဆန်တဲ့အိုင်မေကွန်သုံးခုဒါကအမတ်ကြီးကိုကယ်တင်နိုင်မယ့်လမ်းကြောင်းဆိုရင်ဒေချင်းတရားကိုတောင်းငါမကြောက်ဘူး။ငါသွားကိုသွားရမယ်။နောက်တနေ့မနက်မှာတော့ဘီရင်ကြီးကဒုတိယစမ်းသပ်မှုအနေနဲ့ညက်လက်ဆန်တဲ့အိုင်စီကိုခရီးထွက်ခဲ့ပါတယ်။ တိတ်တဲနတ်မောင်နဲ့ဒေါ်နေကြီးကိုဖျက်တမ်းပြီးဒေါ်တောင်ချိုင်ဝမ်းလေးကိုဖျက်ကျော်ကနောက်ဆုံးမှာတော့ဂူကြီးတစ်ခုစီကိုရှောက်လာခဲ့ပါတယ်။အဲ့ဒီခုအတွင်းကနေနူးညံ့တဲ့အပြာရောင်အလင်းတစ်ခုပေါ်ထွက်နေခဲ့တာပါ။ဂူထဲမှာတော့ကျေပြန့်တဲ့ရှီအိုင်တစ်ခုရှိပြီးရေတွေကငြိမ်သက်နေပေမဲ့အိုင်အတွင်းကနေလှုပ်ဝက်ဆန်းကျယ်တဲ့အတန်တွေကထွက်ပေါ်နေခဲ့ပါတယ်။အဲ့ဒီနောက်ဘရင်ကြီးကရဲဝင်စာနဲ့အိုင်အနားကိုတိုးကပ်သွားတဲ့အချိန်မှာပဲမြေပြင်တစ်ခုလုံးတုန်ခါလာခဲ့ပါတယ်။ ပြီးတာနဲ့ရေအိုင်ထဲကနေကြောက်မက်ဖွယ်ကောင်းတဲ့ဘလူးကြီးတကောင်ထွက်ပေါ်လာခဲ့တာပါရက်လိုက်လူသားဒီရေကို လိုချင်လို့လားမင်းကဘသူလဲဒီမင်းတကားကို တမင်လာခောက်တာလားငါကအမှန်တရားကိုရှာဖွေသူဖြစ်တယ်ငါဒီရေကိုကိုချို့အတွက်မဟုတ်ပဲနောင်တာတရားနဲ့ကျေးဇူးဆက်ဖို့တောင်းခံတာပါကောင်းပြီငါမေးခွန်းသုံးခုမေးမယ်အဖြေပေးနိုင်ရင် ရေကိုယူသွား မဟုတ်ရင်ဒီအိုင်းကမင်းကိုဝါမျိုးသွားလိမ့်မယ်။ကောင်းပါပြီ။မင်းပါမိမှလည်းမေးပါ။အကြီးမားဆုံးသောအရာကပါလေ။တရားမျှတမှုလား၊ဒါမှမဟုတ်တနာကျင်နာမှုလား။တနာကျင်နာမှုကတရားမျှတမှုထက်ပိုကြီးပါတယ်။တရားမျှတမှုကအပြစ်ကိုသာရှာဖွေပေမယ့်တနာကျင်နာမှုကလူသားကိုပြုပြင်ပြောင်းလဲဖို့အခွင့်အရေးပေးတယ်။တရားမျှတမှုတစ်ခုတည်းသာရှိရင် လောကကြီးက တဆက်ကတောင်တည်ရမှာမဟုတ်ဘူး။ဘေးညည့်စကားဆုံးတဲ့အခါထူဆန်းစွာပဲအိုင်ထဲကထွက်ပေါ်နေတဲ့လိုင်းမန်တွေကငြိမ်သက်သွားခဲ့ပါတယ်။အဲ့ဒီနောက်ဘလူးဂျီကခဏတာတိတ်ဆိတ်သွားပြီးဒုတိယမိန်ကုံကိုဆက်မေးလာခဲ့ပါတယ်။အစွမ်းထက်ဆုံးသောအရာကပါလေဒါလာဒါမှမဟုတ်ဂရီစကားလား။ဂရီစကားကဓာတ်ထပ်ဖို့အစွမ်းထက်ပါတယ်။ဒါကခန္ဓာကိုယ်ကိုယ်သာအနိုင်ယူနိုင်ပေမဲ့ဂရီစကားကဝိညာဉ်ကိုချိန်နှောင်နိုင်တယ်။ စ္စာစကားနဲ့အသက်ရှင်နေတဲ့နိုင်ငံကိုဘယ်သားနဲ့မှမအောင်နိုင်ပါဘူးအဲ့ဒီစကားကိုကြားတာနဲ့ဘလူးဂျီရဲ့မျက်လုံးထဲမှာချီးကျူးတဲ့အရေးအယောင်တွေပေါ်လာခဲ့တာပေါ့ပြီးတာနဲ့သူကတတိယမိကွန်းကိုဆက်ပြီးမေးလာပြန်ပါတယ်ဘာကအချိန်ကြာကြီးတည်မြဲနိုင်တာလဲခန္ဓာကိုယ်လားဒါမှမဟုတ် ကောင်းမှုကံလားကောင်းမှုကံကအချိန်ကြာကြာတည်မြဲနိုင်ပါတယ်ခန္ဓာကိုယ်ကတစ်ချိန်ချိန်မှာမြေကြီးတဲကိုပျောက်ကွယ်သွားမှာပါ ဒါပေမဲ့ကောင်းမှုကံကတော့အချိန်ကာလထဲမှာထာဝရတည်မြဲနေပါတယ်။ကောင်းမှုကံတွေဟာပဲ့တင်တန်လို့အမြဲတမ်းပြန့်လွင့်နေမှာပါ။ဘလူးကြီးကခဏတာလောက်ဘာမှမပြောတော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။ပြီးတော့မှ အားရကြီးနေတဲ့အတန်းကြီးနဲ့ဘယင်ကြီးကိုကြည့်ပြီးပြောလိုက်ပါတယ်။ဘယင်ကြီးမင်းရဲ့အဖြေတွေကအကုန်လုံးမှန်နေ။ဒါကြောင့်ဒီရေကိုယူသွား။ဒီရေကမင်းရဲ့အာထုံမှုတက်သေးပဲ။ဒါရင်မကသေးဘူး။ စိတ်ဝိညာဉ်ရဲ့တန်ရှင်မှုကိုလည်းကိုးစားပြုတယ်။ဘီရင်ကြီးရဲ့အဖြစ်ကိုကြားပြီးတဲ့နောက်ဘလူးကြီးကလည်းဂျီနက်စွာနဲ့ခေါင်းညင်ပြကချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါဗါတယ်။အဲဒီနောက်ဘီရင်ကြီးကယူလာတဲ့ရွှေခွက်နဲ့အိုင်ထဲမှာရေကိုယူလိုက်တဲ့အခါအပြာရောင်အလင်းနဲ့တွေကရေထဲကနေထွက်ပေါ်လာပြီးသူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တာပါ။ဒီလိုနဲ့ဘီရင်ကြီးကဉာဏ်ပညာနဲ့တနာကျင်နာမှုကိုတက်တည်ပြပြီးဒုတိယစံတမ်းမှုကို အောင်မြင်သွားခဲ့ပါပြီ။ ုတိယစံတမ်းမှုရဲ့ခီးချံပြီးမှာတော့ဘယင်းကြီးလည်းတကူလုံးပင်မနှွမ်းနေနေခဲ့ပါတယ်ဒါပေမဲ့နန်းတော်ကိုရောက်တာနဲ့လုံးဝမနာပဲပါတော်လေးကိုပွေးကြည့်ပြီးအမတ်ကြီးရဲ့ကြောက်ရွံ့သူအနာမတိုင်းကတူတူတိတ်တိတ်စကားပြောနေကြရပေါ့အဲ့ဒီအခိုက်တံမှာပဲပိန်ညင်းငန်နဲ့ကြက်တွေငှက်နှကောင်ကရုပ်ထုအနာကို ပြန်ရောက်လာခဲ့ကြပါတယ်သူရေစင်ကိုရှားခဲ့ပြီမဟုတ်လားအခုသူနှလုံးသားလည်းဖြူစင်သွားပြီညံပညာလည်းရှင်းကျက်သွားပြီ ါပေမဲ့တတိယမြောက်လုပ်ငန်းစဉ်ကရောဘယ်လိုအရာလဲတတိယမြောက်လုပ်ငန်းစဉ်ကအခက်အခဲဆုံးအရာပဲဒါကပိတ်ဆက်ခြင်းတစ်ခုပေါ့လူတယောက်ကသူမြန်နိုးတဲ့အရာကိုရစ်ပူစော်ပေးရမှာဒါပေမဲ့အဲ့ဒီစာမှုပဲကို သူဖြေနိုင်မှာမလားသူအကုန်လုံးလုပ်ပြီးသွားပြီမလားနောက်ထပ်ရောဘာလုပ်ပေးရမှာလဲဘယင်းကြီးကသူ့ရဲ့သားတော်ကိုရစ်ပူစော်ရလိမ့်မယ် သူသားရဲ့လေဘင်းသွေးတစ်စက်ကြောက်ရွံ့မှုပေါ်ကိုကြာမှသာအမတ်ကြီးကပြန်ပြီးအသက်ဝင်လာလိမ့်မယ်။ဘီရင်ကြီးကအဲ့ဒီစကားကိုကြားပြီးတော့တော်တော်လေးတုန်လှုပ်သွားခဲ့ပါဗျ။ဒါကဘလို့ဖြစ်နိုင်မှာလဲ။အမတ်ကြီးငါ့အတွက်သူ့အသက်ကိုပေးဆက်ခဲ့တာ၊သုံးချိန်တိုင်းတိုင်းငါကိုကယ်တင်ခဲ့တာ။အခုငါဘလို့လုပ်ရတော့မလဲ။တကယ်လို့ငါသားကိုမတက်ပဲအမတ်ကြီးကိုဒီတိုင်းထားရင်ငါကျေးဇူးကမ်းသူဖြစ်သွားမှာ။ဒါပေမဲ့ဒီသားလေးကလည်း ငါရဲ့နမ်းမွေခံဖြစ်တယ်လို့မိဖုရားကြီးရဲ့အသက်ဆိုရင်လည်းမှန်ပါဘူး။ငါဘာလို့ရမလဲ။ဘယင်းကြီးကအဲ့ဒီလိုတွေးရင်လည်းသူ့မျက်လုံးကနေမျက်ရည်တွေတောင် စီးကျလာခဲ့ပါရဲ့။ခဏကြာတော့မှမျက်လုံးစုံမိတ်ကဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချပြီးဓားကိုဆွဲထုတ်ရင်းပြောလိုက်ပါရဲ့။ဒါလေခမဲတော်ကိုခွန့်လွတ်ပါ။ဒါကမင်းအဖေရဲ့အင်မတန်ခက်ခဲတဲ့ရွေးချယ်မှုတစ်ခုမှနားလည်ပေးပါ။မတ်ကြီးရဲ့ကျေးဇူးကိုပြန်ဆက်ဖို့ဒီလိုလုပ်ရတော့မယ်။ နောင်ဘဝကြာရင် ခမဲတော်လူရက်ဆက်တဲ့လူတယောက်စီမှာပြန်မဝင်စားပါနဲ့တော့ဘယင်ကြီးကအဲ့ဒီလိုဝမ်းနဲ့စာပြောဆိုပြီးတဲ့နောက်ဓာတ်ကိုခတ်တင်တင်စုတ်ကန်လိုက်ပါတယ်အဲ့ဒီနောက်ဘာမှစဉ်းစားမနေတော့ပဲဘားတို့ရဲ့လေဗင်ကိုတချက်တည်းပြတ်သားစွာခုတ်ချလိုက်တော့တာပေါ့ပြီးတာနဲ့ချက်ချင်းပဲတားတော်ရဲ့လေဗင်သွေးကိုကြောက်ရွံ့မှုပေါ်ပတ်ဖြန်းလိုက်ပါတယ်ဒီကခဏအတွင်းမှာပဲရုတ်တရက်အုံခါလာပြီးကြောက်တုံးတွေကွဲထွက်သွားတာ မတ်ကြီးဦးဆန်တို့တယောက်တက်ရှိလူသားအဖြစ်ပြန်ပေါ်လာခဲ့ပါတယ်။ဘယင်ကြီးဒါပါလုလိုက်တာလေအရှင်ရဲ့သားတော်ကိုကျွန်တော်အတွက်တက်လိုက်တာလား။ဟာဒီကျေးဇူးကိုကျွန်တော်ဘလုံးများဆက်နိုင်တော့မှာလေ။အဲ့ဒီနောက်အမတ်ကြီးကချက်ချင်းပဲမြေပြင်ပေါ်ဒူးထောက်ချပြီးဖျားသခင်ကိုဆူတောင်းလိုက်ပါတယ်။အရှင်ဖျားဒီပူဇော်တကာရဟာအချီးနီးမဖြစ်ပါစေနဲ့။အရှင်ကျွန်တော်ကိုအသက်ပြန်ပေးတယ်လို့ မင်းသားလေးကိုလည်းအသက်ပြန်သွင်းပေးပါဘယင်ကြီးရဲ့နှလုံးသားမှာဘာတရားမှမကြံစီပါနဲ့အဲ့ဒီအကြောင်းအရာတွေကိုမြင်နေရတဲ့ပိန်ညင်းငတ်နဲ့ကြက်တွေငတ်လေးတွေဟာတနာပြီးငိုကြွေးနေကြတာပေါ့ဒါဘလို့အဖြစ်ပြက်ကြီးလဲကွာတယောက်ကအသက်ပြန်ရှင်လာတော့နောက်တယောက်ကတည်သွားရပြန်ပြီမင်းသားလေးကပြန်မရှင်နိုင်တော့ဘူးလားအဲ့ဒီမင်းသားလေးကအမတ်ကြီးနဲ့တောင်အတူမဆော့နိုင်တော့ဘူးလားမဟုတ်ပါဘူးမင်းသားလေးပြန်ရှင်နိုင်ပါတယ် ဖြူစင်တဲ့နှလုံးသားပန်းနဲ့တန်ရှင်းတဲ့ရေကိုသူ့ဇက်ထဲထည့်ပေးလိုက်ရင် သူ့အသက်ပြန်ရှင်လာလိမ့်မယ်။မက်ကြီးကအဲ့ဒီငှက်တည်းရဲ့စကားတန်ကိုကြားလိုက်တာနဲ့အချိန်မဆွဲတော့ပဲဖြူစင်တဲ့နှလုံးသားပန်းကိုယူပြီးတန်ရှင်းတဲ့ရေနဲ့ရောကမင်းသားလေးရဲ့ပါးစပ်တဲ့ကို ဖြင်းညင်းစွာထည့်ပေးလိုက်ပါတယ်။အဲ့ဒီခဏမှာပဲဒူဆန်းစွာနဲ့သားတော်လေးရဲ့ကောင်းကခန္ဓာကိုယ်နဲ့လုံးဝပြန်ဆက်သွားခဲ့တာပါ။အဲ့ဒီနောက်မင်းသားလေးကနတ်ဆိုင်နဲ့အပြိုချင်းကနေနိုးထလာသလို ငိမ့်ငိုင်စွာနဲ့ချက်ချင်းမဲထရက်လိုက်ပါတယ်ခမဲတော့တားပါလို့ဒီနေရာမှာအိပ်ပျော်သွားတာလေဒီအခါမှာဘယင်ကြီးကလည်းဝမ်းသာလွန်းလို့ကြက်လာတဲ့မျက်ရည်တွေနဲ့တားတော်ကိုပွေဖက်လိုက်ပါတယ်ဒါလီအခုတော့အားလုံးအဆင်ပြေသွားပြီဖရာသခင်ကတားကိုခမီးတော်စီပြန်ပေးလိုက်ပြီအဲ့ဒီနောက်ဘယင်ကြီးကမိဖုရားဆန္ဒကိုချက်ချင်းခေါ်စေပြီးအဖြစ်ပြက်အားလုံးကိုအသေးစိတ်ရှင်းပြလိုက်ပါတယ် မိဖုရားကလည်းသားတော်ကိုရစ်ပူဇော်ခဲ့ရတယ်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အခါထိတ်လန့်တုန်လှုပ်သွားခဲ့တာပေါ့ဒါပေမဲ့သားတော်ကိုအသက်ရှင်လျက်မြင်လိုက်ရတော့မှထိတ်လန့်စိတ်တွေပျောက်သွားပြီးအမတ်ကြီးကိုလည်းယေရှုတင်နေခဲ့ပါဗါးအရှင်မင်းကြီးအရှင်ထက်ဘာသာတရားကိုလေးစားတဲ့သူဘယ်သူရှိနိုင်ပါအောင်မလဲအရှင်က သစ္စာတရားအတွက် ကိုယ့်အသက်ထက်ချီရတဲ့သားတော်ကိုရစ်ပူဇော်ဖို့အထိဆုံးဖြတ်ခဲ့တယ်အမတ်ကြီးရဲ့ဆူတောင်းကြောင့်ကျမတို့ရဲ့သားတော်လေးပြန်ရခဲ့တာ။ ီလိုယုံကြည်မှုမျိုးရှိတဲ့နေရာမှာဖျားသခင်ကတောင်းအလွဲမရှောင်တာကူညီရတာပဲလို့ကျွန်မနားလည်သွားပါပြီ။နောက်တစ်နေ့မနက်နန်းတော်ရဲ့ခမ်းမဆောင်အတွင်းမှာတော့ဘယင်ကြီးနဲ့မိဖုရားကြီးပြင်မင်းသားလေးရဲ့ဘေးမှာကြောက်ရွံ့ကနေအသက်ပြန်ရှင်လာတဲ့အမတ်ကြီးတို့ကစုံလင်စွာအတူတကွရန်နေကြပါတယ်။ပြီးတော့မတ်ချုပ်ကြီးရဲ့အံပွဲသတင်းကြောင့်ပြည်သူပြည်သားတွေကလည်းနန်းတော်ပပတ်လင်းမှာဝမ်းမြောက်ဝမ်းသာနဲ့ဆူညာအဝတ်နေကြတာပေါ့။ အမတ်ကြီးအခုဆိုရင် ခမရကကိုရော့အတွက်အစီကံတရားမဟုတ်တော့ဘူးကိုရော့ရဲ့ခွဲထုတ်လို့မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပြီဒီတိုင်းမြည်တီရှိနေသည်ဖြင့်ခမရရဲ့တစ္ဆာကံမှုကိုအမြဲတမ်းအမတ်ရနေလိမ့်မယ်ဘယင်ကြီးကျွန်တော်မြွေဘွားကအရှင်းအပေါ်ကိုတာဝန်ကြည့်ပအောင်ထမ်းရွက်ဖို့ပဲရှိပါတယ်ဒီတိုင်းမြည်ကကျွန်တော်ရဲ့မိသားစုပါကျွန်တော်အသက်ရှင်နေသည်ဖြင့်အရှင်နဲ့အတူရှိနေပါမယ်အဘို အဘိုးလိုမျိုးတက်တည်ရှိပြီးတစ္ဆာရှိတဲ့သူဖြစ်လာအောင်သားကိုတင်ပေးပါနော်နောက်ဆုံးမှာတော့ဘီရင်ကြီးတီဟာဒီပါနဲ့မိဖုရားဆန္နာတို့ကအမတ်ကြီးကိုမင်းသားလေးရဲ့တတ်တော်ရှိစရာဖြစ်ခန့်အပ်ပြီးစောင့်ရှောက်စေခဲ့ပါတယ်ဒါအပြင်အမတ်ကြီးရဲ့ဆုံးမသွန်သွင်မှုတွေနဲ့အတူ တိုင်းပြည်ကိုအုပ်ချုပ်ပြီးဘေကင်းချမ်းသာစွာနဲ့နှစ်ပေါင်းအတော်ကြာအောင်အသက်ရှင်နေထိုင်ခဲ့ကြပါဗျ။သစ္စာတရားရဲ့တန်ဖိုးကိုနားလည်တဲ့ဒီတိုင်းပြည်မှာစီဝါရင်နဲ့ဥစ္စာဒနာပေါ်ကျော်လာတာကြောင့် စိတ်ချမ်းသာမှုတွေကအမြဲတမ်းပြည်နေကြတာပေါ့ဒါအပြင် နောင်လာနောင်သားတွေကိုလည်းအမတ်ကြီးဥဆန်တို့ရဲ့မဟာသစ္စာကို ပုံမြင်နေဖြစ်ပြောကြခဲ့ပြီးသူ့အမိကိုလည်းရွှေချီတို့အကရာတွေနဲ့နန်းတော်သမိုင်းမှာရေးထိုးခဲ့ကြပါတယ်ဟုတ်ကဲ့ပါဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ channel လေးကိုလည်း like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်နောက်တဲ့ပုံမြင်အစ်စ်အစ်စ်တွေနဲ့ပြန်လာခဲ့ပါအောင်မရှင်